ကျွန်တော်တို့နေတိုင်းတွေ့မြင်နေရတဲ့ကြောင်လေးတွေဟာဟိုးရတဲ့ချိန်တော့နိုင်ငံရဲ့ရှင်ဘီရင်တွေထက်တောင်အလေးပေးကိုးကွယ်ခံခဲ့ရပါတယ်။တိကိအီဂျစ်နိုင်ငံမှာကြောင်လေးတွေဟာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပြီးတော့ရှင်းအီဂျစ်တွေကလည်းကြောင်လေးတွေကိုမုံရတဲ့တတ္တဝါအဖြစ်သတ်မှတ်ကိုးကွယ်ခဲ့ကြပါတယ်။ကြောင်လေးတွေဟာကောက်ပဲတိနိုင်တွေကိုကျွတ်တွေရဲ့ဘေးရန်ကနေကာကွယ်ပေးပြီးတော့အဆိတ်ရှိတဲ့မွေတွေရဲ့အန္တရာယ်ကနေလည်းလူတွေကိုကာကွယ်ပေးတယ်လို့ယုံကြည်ကြပါတယ်။ ရှေးခေတ်ဤကျင်းမှာကြောင်လေးတွေကိုထိခိုက်စေလိုက်မယ်ဆိုရင်ရာဇဝတ်မှုအနေနဲ့တတ်မှတ်မှာဖြစ်ပြီးတော့ပြည်ထောင်အနေနဲ့ထောင်နိုင်ငံကနေတေရန်အထိပါချမှတ်နိုင်တဲ့အထိအဖြစ်ကြီးပါတယ်။ဒါပြင်ရှေးခေတ်ဤကျင်းနိုင်ငံမှာဘတ်စတက်လိုအမီရတဲ့ကြောင်နဖရားမှတူရှိနေပြီးတော့သူမမှာမိမပြုတ်တူရဲ့ခန္ဓာကိုယ်နဲ့ကြောင်တကောင်ရဲ့ဥကောင်လည်းပါရှိနေပါတယ်။ဘတ်စတာနေနဗီယာရာနေလေဆက်ဆက်မှုရှိနေပြီးတော့နေ့အချိန်မှာဆိုရင်ရာရဲ့တင်းမော့ဘော ကောင်းငင်ခီးတစ်လျှောက်လိုက်ပါသွားတတ်ပြီး ညအချိန်မှာတော့ကျောင်းတော်ရဲ့ပုံစံအပြည့်နဲ့ကဘာမီကိုအပေါ် Facebook ခေါ်ရဲမွေစိုးကြီးရဲ့ရန်ကနေကာဝယ်ပေးတတ်ပါသေးတယ်